ဆောင်ရမယ့်နိုင်ငံတာဝန်များကိုအောင်မြင်အောင်ဆောင်ရွက်ဖို့လိုပါကြောင်းမိမိတို့အစိုးရအနေနဲ့တာဝန်ယူဆောင်ရွက်ချိန်မှာကိုဗစ် -19 ဖြစ်ပွားမှုနဲ့နိုင်ငံရေးအကျပ်တဲများကိုရင်ဆိုင်ကြော်လွှားခဲ့ရကြောင်းအဆိုပါအချိန်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံများမှာသင်ခန်းစာရယူပြီးတိုးတက်အောင်ဆောင်ရွက်နိုင်ရမှာဖြစ်ပါကြောင်းစီးပွားရေးနဲ့ပတ်သက်ပြီးတိုးတက်မှုနှဲပါနေသေးတာကိုတွေ့ရပါကြောင်းကိန်းကနဲအချက်လက်များအရအောင်မြင်မှုများဖြင့်ကျေနပ်နေ၍မရဘဲလက်တွေ့မြေပြင် ာနာသိမ့်ပြီးတဲ့နောက်သူ့ရဲ့လက်ထက်မှာစီးပွားရေးဥမော့လာတယ်လို့ပြောဆိုခဲ့တဲ့စစ်ကောင်းဆောင်ကအခုတော့နိုင်ငံမှာစီးပွားရေးတိုးတက်မှုနှေးပါနေတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်ဒီဇင်မာလာ၃ရက်နေ့ကစစ်ကောင်စီရဲ့ပြည်တော်စုအစိုးရအဖွဲ့စည်းဝေးမှာပြောခဲ့တာဖြစ်ပြီးဒါဟာတိုင်းပြည်ရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ပထမဆုံးအကြိမ်အမှန်တိုင်းဝန်ခံမှုဖြစ်ပါတယ်။ လက်ရှိမှာဗီဇီဝါရီချင်းရတော့ကလေကဲတဲလေးပါပဲအဲအချင်းကြီးကတော့ဒီမျိုးမှာတော့ကုန်ကင်းလုံးကြီးကြတော့ဒါလည်းမရိယာတက်ချုပ်ကိုလည်းပြောပါတော့ဒီလိုကြီးမြင့်တဲ့တန်ပြီးတော့ရှိတာပေါ့အဲ့ဒါတော့ data ဆောင်းပြီးတော့လိုရဲဆိုဖိုက်တော့အဲ export ကကြီးတော့လေ export ကလည်းဒီနိုင်တော့သွားနေတာတော့မပြူဘူးပေါ့ပုံမှန်တော့ပဲသွားနေပေါ့နော်နော်လေသက်ကိုလေးကြီးကတော့မရှိတလို့ပေါ့နော်အဲ ော့လောကကြီးကတော့ရည်ရောက်ဖို့ဘေးမှာတော့ပုံမှန်ပုံစံကြီးတော့ပဲတွေ့နေရတာပေါ့နော်အဲစီးပွားရေးကတော့အိုက်တိုင်းတော့ပဲသုံးသပ်လို့ရပါတယ်တိုင်းပြည်စီးပွားရေးကြဆင်းရတာဟာကိုဗစ်ရောဂါရိုက်ခတ်မှုနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့အားနည်းချက်ကြောင့်ဖြစ်တယ်လို့ပြည်တင် ပြောဆိုလေးရှိတဲ့စကောက်ဆောင်ဟာသူ့လက်ထက်မှာတော့စီးပွားရေးဥမော့လာတယ်လို့2024မတ်လနဲ့အောက်တိုဘာလတွေထဲမှာပြောဆိုခဲ့ပူးပါတယ်ဒီဇင်ဘာလ3ရက်နေ့အစိုးရအဖွဲ့စီးဝေးမှာတော့စကောက်ဆောင်က သူတို့အစိုးရအဖွဲ့အနေနဲ့စီးပွားရေးတိုးတက်မှုနေပါနေသေးတာကိုဝေခံခဲ့သလိုချက်လက်အမှားတွေရရှိတာတွေရှိနေတယ်လို့စံတဘာနဲ့ဝါတင်ပို့မှုကိုဥပမာပေးပြီးပြောကြားခဲ့ပါတယ်။ဒီချက်ကတချို့ဟာရုပ်ဖွင့်ပြရတယ်မင်းစီးပွားရေးဥမ္မာလာတာမြင်ကြတယ်သူကသူအပိတ်တကားပိတ်ဝါရောက်ကိုသွားလာတယ်။တကားပိတ်ဝါရောက်ကိုသွားတဲ့အတွက်စီးပွားရေးဟိုဟာဒီမှာဆိုရင်တချို့ဟာရုပ်ဖွင့်ပြရမယ်။နောက်တစ်ခုကဒီလိုမျိုးစစ်တပ်အာဏာသိမ်းထားတဲ့ဆိုရင်လောင်းနေစီးပွားရေးတိုးတက်အောင်လုပ်ဖို့ဆိုတော့မစင်စမ်းနေဘူး။ ဟိုသူအနာသိမ့်ပြီးတော့ဒီပွားကြီးဘူးတို့တောင်လို့ပေါ့ဆိုတော့ဘလုံးမှမဖြစ်နိုင်တဲ့ပြဿနာကြီး။ဟိုစီပွားကြီးတိုးတဲ့ဖို့တွေဖြစ်ဖို့ဆိုတာကဟိုတိုင်းပြည်မှာကအေးချမ်းမှရမယ်၊ငင်းချမ်းမှရမယ်။စီးပွားရေးပညာရှင်တွေကတော့စစ်တပ်ကတိုက်ပီအာဏာသိမ်းပြီးတဲ့နောက်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာပြက်ကက်ကျုံနေရတဲ့အထိဖြစ်ပွားနေပြီး 73စီနဲ့အခြေခံကုန်စည်နှုန်းတွေအဆမတန်ထိုးတက်နေတာငွေတန်ဖိုးကျဆင်းနေတာဒီပရင်းနှီးမြုပ်နှံမှုနဲ့ပင်းကုန်ထုတ်ကုန်တွေဆူဆူဝါးဝါကျဆင်းနေတာတွေကိုထောက်ပြကြပါတယ်ဒီအခြေအနေတွေကိုပြည်သူတွေကအလူးလဲခံစားနေရပြီးကုန်စည်နှုန်းကြီးမြင့်မှုအလောက်ကင်ခွင်လန်းရှားပါမှုတန်တွေကိုတွေ့ကြုံခံစားနေရတာဖြစ်ပါတယ်အနာဒိကာလအတွင်းဆင်းရဲမွဲတေမှုနှုန်းကနိုင်ငံလူဦးရေ80ရာခိုင်နှုန်းကျော်အထိမြင့်တက်လာခဲ့ပြီး လူလက်တန်းစားအီအတွက်ကလည်း90ရာခိုင်နှုန်းလောက်ကြာဆင်းသွားခဲ့ရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP ကဧပြီလအတွင်းမှာထုတ်ပြန်ခဲ့တဲ့သတင်းအရသိရပါဗျာ။